င်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာစက်တင်ဘာလ23ရက်နေ့ဒီကနေ့မှာထွက်ရှိလာတဲ့သတင်းစာတွေတဲကနေပြီးတော့ပြည်သူတွေစိတ်ဝင်စားမဲ့သတင်းတွေကိုရွေးချယ်ဖတ်ကြားပေးမဲ့သတင်းစာပေါ်ကဖတ်စရာများအစီအစဉ်ကနေကြိုဆိုပါရစေရှင် ဒီနေ့သတင်းစာဖတ်ကြားခြင်းအစီအစဉ်ကိုကျမညူမာတက်နေတူဟုတ်ကဲ့ကျွန်တော်အာကာရောတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်ရှင်မမေးထုံးစံအတိုင်းပေါ့နော်ဒါအခုပထမအဦးဆုံးသတင်းစာဖတ်ကြားခြင်းအစီအစဉ်ရဲ့အဖွင့်ရတော့ဒီနေ့ထွက်ရှိတဲ့သတင်းစာတွေတဲကနေပြီးတော့သတင်းကောင်းကြီးပိုင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အဲ့ဒီနို့ဖတ်ကြားတဲ့နေရာမှာဒီနေ့ထုတ်သတင်းစာတွေတိုင်းလို့လို့ပါတဲ့သတင်းတွေပဲပေါ့နော်ကောင်းစီနေအဲ့ရာတွေများပါတယ် The Voice မှာပါတဲ့သတင်းညနေဖုံးကခေါင်းစဉ်ကတော့ရန်ကုန်မြို့တော်တွင်အကြက်ဖက်လူရဲမှုများဇက်တိုက်ဖြစ်ပေါ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဟုတ်ကဲ့နောက်တစ်ဆောင်ကတော့70 daily သတင်းစာဖြစ်ပါတယ်။ဒါကြတော့မြန်မာမတရုတ်တို့တစ်ခိုးသွင်းမှုကိုတရုတ်တစ်မှောင်ကိုဂိုင်းတစ်ခုမှထိမ့်ချုပ်လောက်ကင်နေဟု EIA ကထုတ်ပြန်ကြေညာထားတယ်။ဒါကတော့သူတို့ဒီပတ်ဝန်းကျင် ထိမ့်သိမ်းလေးလာရေးရနေထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကိုဒါဟိုတို့ကဖော်ထုတ်လိုက်တာပေါ့နော်ဟုတ်ကဲ့ပါရှင်နောက်ဆန်တော်ချိန်နေ့စဉ်သတင်းစာမှာပါတယ်သတင်းတပုတ်ကတော့ပြည်သူအားလုံးမဲပေးနိုင်ရန်အစိုးရကတာဝန်ခံရမည်တဲ့ဟုတ်ကဲ့ပါရှင်ဒါကတော့ဒီနေ့ထုတ်ဒီစဉ်တဲ့ရင်စာလေးတွေကသတင်းကောင်းကြီးပိုင်းနေပေါ့နော်။ကောင်းလေးအနေနဲ့ရောဗာအေဒီတာအပေါ်ဗာမြန်ဖတ်ပြရစီရှိနေ။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကတော့ဒီအေဒီတာအပေါ်အနေနဲ့ပေါ့နော်ဒီနေ့ထွက်ရှိတဲ့အဲ Daily Eleven သတင်းစာရဲ့စာမျက်နှာ၄မှာပါတဲ့အေဒီတာအပေါ်ကိုဖတ်ပြကြပါမယ်ခင်ဗျာ။အနိုင်ဆုံးလောက်ခလာစာနှင့် အလုံသမားပြဿနာနောက်ဆက်တွဲဆိုပြီးတော့သူကခေါင်းစဉ်တက်ထားပါတယ်ဒါဒီပြဿနာတွေနဲ့ပတ်သက်ပြီးတော့ editor ရဲ့ဒါရေးသားချက်လေးပေါ့နော်ဟုတ်ကဲ့ပါခင်ဗျမကြသေးမီကတတ်မှတ်ခဲ့တော့အနေဆုံးလောက်ခလစာတနေ့ကြက်3600အတီးပြုတ်ခဲ့ပြီးနောက်တွင်ပေါ်ပေါက်လာသောအခြေအနေများအတွက်အစိုးရအလုံသမားဖွဲ့ချုပ်များနဲ့အလို့ရှင်တို့သုံးမွေဆိုင်ဆွေးနွေးကြမည်ဟုသိရသည်အကြောင်းရင်းမှာအနေဆုံးအခကြေးငွေကြက်3600အတီးပြုတ် တတ်မှတ်ပြီးနောက်ယခုလက်တလောဖြစ်ပေါ်နေသည့်စက်ယုံများမှဝန်ထမ်းအင်အားရှော့ချခြင်းကိစ္စရများနဲ့ ဆက်လွှင့်ရဖြစ်သည်ဆိုပြီးတော့ဒါကျွန်တော်ဥပမာပါเนาะရှင်းသားထားပါတယ်မ ాయి ဒါနဲ့ပတ်သက်ပြီးတော့ဗောနောကျွန်တော်တို့ဒီအဲအလုသမားတမကအဖွဲ့ချုပ်တွေနောက်ပြီးတော့ပြည်နယ်ရေချောင်းအဖွဲ့ချုပ်တွေဗောနောဒီအဖွဲ့အဖွဲ့ဒီအလုသမားတမကအဖွဲ့ချုပ်၅ခုကနေပြီးတော့ပူးရဲညင်ညာချက်ထုတ်ထားတာကိုဒီမှာဟိုရှင်းသားဖော်ပြထားတာဗောနောထုတ်ပြန်ချက်တွင်အနှိမ့်ဆုံးလောကလာစာတမချက်သည်ဘပေါင်းစုံမှစီးရဲနှိမ့်ချနေသောမြန်မာနိုင်ငံအလုသမားများအတွက်စီးရဲတွင်မှလွတ်မြောက်စေနိုင်သည့်အရေးကြီးလာသည့်ဆောင်ရွက်ချက်ဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရေးအတွက်စူပေါင်းဆွေးနွေးဖြေရှာခြင်းတို့ပြုလုပ်တင်ကြောင်းနှင့်အလုတ်ရှင်အလုတ်သမားစာချုပ်တင်များပြန်လည်ချုပ်ဆိုပြီးကောင်းမွန်သည့်ဆက်ဆံရေးတရက်ထူထောင်ကြရန်ဟူ၍တိုက်တွန်းမှုပါဝင်သည်ဆိုပြီးတော့သူကဒီထုတ်ပြန်ချက်မှာပါတဲ့အချက်ကိုရေးသားထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဗောနော်ဒီပြည်တွင်းအလုတ်ကိုင်အခွင့်အလမ်းအခြေအနေနှင့်ထိုက်တင်သောအခြေခံလူခလာစာကိစ္စမှာအခြားသောကိစ္စများနေသူရေးပါသည်အဘယ်ကြောင့်ဆိုတော့လူကုန်မှုပြဿနာရွှေပြောင်းအလုတ်သမားအရင်းနှင့်ပြပသူ တရားမူဝင်ရောက်ရှိခြင်းပညာရပိုင်းဆိုင်ရာများဖြစ်မဟုတ်ဘဲကြုံရအလုတ်လုတ်ကန်ရန်ရောက်ရှိနေခြင်းများကြောင့်နောက်ဆက်တွဲခက်ခဲများကသတိပြုစရာဖြစ်သည်ဥပမာလူကုန်ကူးမှုနှင့်ပတ်သက်သောစစ်တမ်းများအရာအလုတ်ကန်အခွင့်အလမ်းနှဲပါခြင်းနှင့်ရွှေပြောင်းလူသမားများအဖြစ်လုတ်ကန်ကြရခြင်းကြောင့်လူကုန်ကူးသူများ၏ဥတီယာဖြစ်လာကြောင်းသိရသည်ဆိုပြီးတော့ဒါဆက်လက်ရေးသားထားပါတယ်ခင်ဗျာဒါကဟိုဒီထဲမှာရေးထားသလိုပဲပေါ့နော်လူကုန်ကူးမှုကလည်းလုတ်ကန်ရှားပါမှုရဲ့ဥတီယာတစ်ခုဖြစ်လာတယ်ပေါ့အမကြီးဟုတ်ကဲ့ပါ အလုတ်သမားအများစုသည်ငွေကြေးလိုအပ်ခြင်းအလုတ်ကင်ခွေလန်နေပါခြင်းကြောင့်မူရင်းနေရများမှရွှေ့ပြောင်းကြခြင်းမူရင်းဒေတာများတွင်ရရှိသော နေပါသည့်လောက်ခလာစာထက်ပုံမှန်ရရှိမည်ဟုမျှော်လင့်သောကြောင့်ရွှေ့ပြောင်းလုတ်ကင်ကြခြင်းရွှေ့ပြောင်းလုတ်ကင်ရာတွင်မှန်ကန်စနစ်ကြသောအလုတ်ကင်ရှာဖွေရေးအေဂျင်စီများမှမဟုတ်ဘဲအခြားသူများထံမှတဆင့်စကားဖြစ်၎င်းရက်ပွဲစားများမှ၎င်းစသဖြင့်အစဉ်ပြေသလိုရွေးချယ်လုပ်ကင်ကြခြင်းကြောင့်ထိခိုက်နေနိုင်မှုများ ခေါင်းမုံဖြတ်ခံရခြင်းများအစိုးဆုံးမှာအရှင်းနှစ်ဘဝဆုံးခဲ့ရသောအမျိုးသမီးငယ်များ၏အဖြစ်ကသတိပြုစရာပင်ဆိုပြီးတော့သူကဆက်လက်ရေးသားထားပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်မြန်မာနိုင်ငံအခြေခံအလုတ်ကင်ကဏ္ဍတွင်ပုဂ္ဂလိကဆက်ရုံအလုတ်ရုံများ၌အလုတ်လုတ်ကင်နေသူပမာဏမှာ၎င်းတို့အားမိခိုနေသောမိသားစုဝင်များအပါအဝင် များပြားပါသည်ဆက်ရုံပိတ်သိမ်းခြင်းနှင့်ဝန်ထမ်းအင်အားလျှော့ချခြင်းကြောင့်အလုတ်သမားထောင်ကနန်းထိအလုတ်လက်မဲ့ဖြစ်ရခြင်းများလည်းရှိလာသည်သို့ပါ၍အခြေခံလုခလဆာတတ်မှတ်ပြီးနောက်ပိုင်းပေါ်ပေါက်လာသောအလုတ်ရှင်အလုတ်သမားအကြား တည်ရောက်မှုများအတွက်စနစ်တကျအပြေရှားဖြည့်ရှင်းမှုများလိုအပ်လာပြီဖြစ်သည်ထို့ကြောင့်ပြည်တွင်း၌သာမကပြပနိုင်ငံများတွင်မှကြုံရလုပ်ငန်းများဖြင့်အခက်အခဲများနှင့်ရင်ဆိုင်နေရသည့်အလုပ်သွားပြဿနာအလုပ်ကင်ခွင်လန်းနှင့်ထိုက်တင်သောလောက်ခလာစာအရေးအလေးထားတဲ့ပါကြောင်း Daily Level သတင်းစာကရှင်းတာအပ်ပါသည်ဆိုပြီးတော့သူက ်အဲဒါကတော့ဗောနော်ရှင်းသားပေါ်ပြထားပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါကတော့ဒီမြန်မာနိုင်ငံတွင်းမှာဖြစ်ပေါ်နေတဲ့အလုတ်ကိုင်းခွေလန်းရှားပါးခြင်းနဲ့လုံဆလုံခလာစားဗောနော်နေပါခြင်းနဲ့ကြောင့်ဒါမလို့လားအဲ့တဲ့ပြဿနာကြီးတက်လာတယ်ဗောနော်ဒါတော့ဟုတ်ကဲ့တော်တော်ရေးဟိုကဗောနော်အရေးတည်ယူမဲ့လုတ်ပေးဖို့လိုအပ်နေပါတယ်ဒီပြဿနာတွေကမထင်မဖဲနဲ့ကျွန်တော်ဒီအလုတ်သမားတွေမျောလင့်နေ အနည်းဆုံးခကြေးဝင်နှုံးတာတော့ပေါ်လာတယ်ဒါပေမဲ့နောက်ပိုင်းမှာဖြစ်လာတဲ့ပြဿနာတွေကတော်တော်ဆူဆူရွားရွားဖြစ်လာတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပါများရွှေထားလိုက်ခင်ဗျ The Voice Day နေ့မှာပါတာကတော့အစိုးရဝန်ထမ်းများ NLD ပါတီကိုမဲမပေးရန်အထက်အရာရှိများချင်းချဟုဒေါင်းဆန်းစုစီပြောကြားဆိုတဲ့မိကုန်းနဲ့ခေါင်းစဉ်တွေကိုတက်ပြီးတော့သတင်းဖော်ပြထားတာပေါ့နော်အစိုးရဌာနဆိုင်ရာဝန်ထမ်းများအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီကို2015အထွေထွေရွေးကောက်ပွဲတွင်မဲမပေးရန် အထက်အရာရှိများကဖိအားပေးချင်းချောက်မှုများရှိကြောင်း NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။အခုကျမကြားနေရတာကတော့တချို့အစိုးရဌာနတွေမှာဌာနအကြီးကဲတွေအစိုးရအဖွဲ့ဝင်တွေကနေပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုမဲပေးလို့ရှိရင်ဟိုဟာဖြစ်မယ်ဒီဟာဖြစ်မယ်ဆိုပြီးချင်းချောက်နေကြတာတွေရှိတယ်။ပြည်သူကိုမလေးစားလို့ချင်းချောက်တာငါတို့ချင်းချောက်ရေးကြောက်မှာဆိုပြီးချင်းချောက်နေကြတယ်လို့ ူကထပ်ပြီးပြောတယ်။စက်တင်ဘာ22ရက်နေ့အီအာဝီတိုင်းဒေသကြီးဒီဒီရဲမြို့တွင်ကျင်းပပြုလုပ်သော2015အထွေထွေရွေးကောက်ပွဲမဲဆွယ်စည်းရုံးဟောပြောဝဲတွင်၎င်းကရင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ထို့အပြင်ဒေါအောင်ဆန်းစုကြည်ကတက်မတော်သားများနဲ့ရဲဝင်တန်းများတက်ဆိုင်ရာတက်နေမင်းနဲ့ရဲစခန်းများတွင်မဲမပေးသင့်ပေပြည်သူများနဲ့ဒန်းတူမဲပေးရန်စီစဉ်ပေးသင့်ကြောင်းလည်းဒေါအောင်ဆန်းစုကြည်ကပြောဆိုခဲ့ပါတယ်။ဟုတ်ကဲ့နော်။မြန်မာနိုင်ငံမှာတက်မတော်သားတွေနဲ့သူတို့ရဲ့စခန်းတွေထဲမှာပဲမဲပေးရမှသိကြတယ်။2010တုန်းကနေဒီအတိုင်းပဲ2012တုန်းကနေဒီအတိုင်းပဲအထူးရဲတွေကလည်းဒီလိုပဲ။ သူတို့တွေကနိုင်ငံသားပဲဖြစ်လို့မဲယုံတယုံထဲမှာအတူတူပဲမဲပေးတင်တယ်စကန်နဲ့မှာမဲပေးတာမျိုးမဖြစ်သင့်ဘူးလို့ထင်တယ်အားလုံးအတူတူပေးဖို့တောင်းဆိုထားတယ်ရမယ့်ပုံတော့မရှိပါဘူးလို့ဆိုပြီးတော့အဲဒေါန်ဆန်းစုကြည်ကထပ်လောင်းပြောကြတာပေါ့နော်အဲဒါတောင်းဆိုတာတော့တောင်းဆိုရမှာတော့ဟိုတာဝန်ပဲပေါ့ဒါပေမဲ့ပေးတာမပေးရရတာမရတာတော့ဟိုတာဝန်မရှိဘူးဆိုတဲ့အကြောင်းဟုတ်ကဲ့ဆွေးရပါဘူးဟုတ်ကဲ့ ယခုရွေးကောက်ပွဲတွင်1990အထွေထွေရွေးကောက်ပွဲဖြစ်ခဲ့သောအာနာမလွှဲပေးသည့်လုံရမျိုးဖြစ်နိုင်ရန်အခြေအနေမရှိသောကြောင့်မဲဆန္ဒပြည်သူများအနေနဲ့ NLD ပါတီကိုရဲရဲဝံ့ဝံ့မဲပေးကြရန်ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းပြောဆိုခဲ့ပါသည်။ဟုတ်ကဲ့ပါအမျိုးသားရီမိုစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်သည်စက်တင်ဘာလ22ရက်နေ့တွင်ရန်ကုန်တိုင်းကော်မူမြို့နယ်တမင်ချန်ကြီးရွာနှင့်ကွန်းချန်ကုန်းမြို့အေရဝီတိုင်းဒေသကြီးတို့တွင်မဲဆွယ်စည်းရုံးဟောပြောခဲ့ပါသည်။ဒါအတော့မဲပေးမဲ့ရက်ကနေ 46ရဲ့ပဲလို့တော့တယ်အဲ့တည်းမှဟိုပါတီတွေတတိပုဂ္ဂလကုစလေတွေเนาะအဲ့ဒါတွေကလည်းအတိအတိမဲဆွဲစီယုံပြီးလူလူစီယုံမှုတွေဟောပြမှုတွေလှုပ်ဆောင်မှုတွေလုပ်နေတာဗောနော်ဟုတ်ကဲ့ပါကျွန်တော်လည်းသတိထားမိပါတယ်ကျွန်တော်ဒီစဉ်သတင်းစာတွေမျက်နှာဖုံးမှာလည်းသတင်းစာချတဲ့မျက်နှာဖုံးမှာလည်းထောင်းဆန်းစုကြီးမဲဆွဲစီယုံမှုတွေဟုတ်ကဲ့တွေကိုထောက်လျှောက်ရှင်းတော့ပြပြနေပါလေဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါခင်ဗျ အမအေးဒီကျွန်တော်နောက်တစ်ပုတ်အခုဖတ်ပြမယ့်သတင်းလေးကတော့အမဒီကနဦးပေါ့နော်ကျွန်တော်ဒီသတင်းခေါင်းစဉ်တွေဖတ်ပြတဲ့နေရာမှာဖတ်သွားတဲ့သတင်းလေးတစ်ပုတ်ပါတယ်ဒါကတော့ဒီ7 day daily သတင်းစာရဲ့စာမျက်နှာ၃မှာပါတဲ့သတင်းလေးပါအမအေးမြန်မာအမတရုတ်တို့တစ်ခိုးသွင်းမှုကိုတရုတ်တင့်ပေါင်ကိုဂိုင်းတို့ကထိန်းချုပ်လုတ်ကင်နေဟု EIA ထုတ်ပြန်ဆိုတဲ့သတင်းလေးဖြစ်ပါတယ်ပါဟုတ်ကဲ့ပါခင်ဗျာပြည်ပတို့တစ်အလုံးလိုက်တင်ပို့မှုကိုတားမြစ်ထားတော့လေတရုတ်မြန်မာနယ်စပ်တွင်တရားမှုရင်တစ်အလုံးလိုက်တင်ပို့မှုများရှိနေပြီးတစ်ခိုးတင်သွင်းမှုကိုတရုတ် မောင်ကိုဂိုင်းတို့ခုကထိန်းချုပ်ထားကြောင်းလန်ဒန်မြို့အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာစုံစမ်းစစ်ဆေးအေဂျင်စီ EIA ကသတင်းထုတ်ပြန်သည်ဆိုပြီးရေးသားထားပါတယ်။ဒီ EIA ရဲ့ဒီသတင်းထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီရန်ကုန်မြို့တွင်စက်တင်ဘာလ22ရက်နေ့ကကျင်းပပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်2015အတွင်းစုံစမ်းတွေ့ရှိချက်များထုတ်ပြန်ခဲ့ပြီး EIA အဖွဲ့ကတစ်ကုံတဲ့ရောင်ဆောင်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့်အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်ဆိုပြီးတော့ဒါဆက်လက်ရေးသားထားပါတယ်မာလီယူနန်ပြည်နယ်တွင်းရှိဒိန်ဟောင်းနောင်တောင်နှင့်ရွှေလီမြို့သုံးခုကိုအဓိကထားစုံစမ်းစစ်ဆေးခဲ့ကရင်းနေရာများတွင်မြန်မာနိုင်ငံမှဝင်ရောက်လာသောတစ်များကိုလလဆွာကုံတယ်မှုပြုလုပ်ကြသည်ဟု EIA ကဆိုသည်တောင်းဆရာကောင်းပါတယ်မာလီဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီးတော့ပါနော် EIA တတော်ရေးရာစီယုံလှုံ့ဆော်ရေးအဖွဲ့ခေါင်းဆောင်ကနေပြီးတော့ပြောကြားထားတာပေါ့မာလီတရုတ်နဲ့မြန်မာနှစ်နိုင်ငံစလုံးကနှစ်နိုင်ငံဆက်နေတဲ့နေဆက်ကိုဖျက်ပြီးအသွာလာရှိနေတဲ့တရားမဝင်တစ်တွေဝင်ရောက်နေတာကို တားဆီးဖို့ထိရောက်တဲ့ချက်ချင်းလုပ်ငန်းဆောင်ရွက်မှုတွေလုပ်ဖို့လိုပါတယ်။ဒါမှမဟုတ်ရင်ဒီကိစ္စနဲ့ပတ်သက်တဲ့ပြိပခါတွေအကြမ်းဖက်မှုတွေသရောပြစီမှုတွေဆက်ဖြစ်နေတာကိုငုတ်တုတ်ထိုင်ကြည့်နေရလိမ့်မယ်ဆိုပြီးတော့သူကတော့ပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့။တရုတ်နိုင်ငံသို့မှောင်ခိုးတစ်တင်သွင်းမှုများသည့်ဖြတ်သန်းမှုမပြတ်ရှိသည့်ဘာပါဘန်လင်း KIA ထိန်းချုပ်နယ်မြေရှိနေဆက်ဖြတ်ကျော်ဂိတ်ပေါက်မြန်မာအစိုးရထိန်းချုပ်နယ်မြေနှင့်စစ်တပ်ထိန်းချုပ်ထားသောနယ်မြေများမှလာရောက်ကြသည်ဟု EIA ကဆိုသည်။ KIA ကိုမြန်မာအစိုးရနှင့်စစ်တပ် တရုတ်ဒေသတွင်ရရှိများပါဝင်သောအသေးစိတ်တိကျရှုပ်ထွေးသည့်အဆက်အသွယ်များကိုအသုံးပြုပြီးအဆိုပါအုပ်စုသည်မြန်မာနိုင်ငံမှအစ်စ်များကိုနေဆက်မှပြဿနာမရှိဖြတ်ကျော်နိုင်အောင်ဆောင်ရွက်သည်ဟု EIA ကဆိုသည်ဆိုပြီးဆက်လက်ရေးသားထားပါတယ်အဆိုပါအုပ်စုသည်ကိုယ်တိုင်တစ်ကုံတွေချင်းတစ်ကုံကျော်ထုတ်လုပ်ခြင်းများကိုလုတ်ကင်သည့်အပြင်ပါပါဘန်လင်းနေဆက်ကိုအသုံးပြု၍ဖြတ်သန်းလာသောအစ်စ်များအားအခွန်ကောက်ခြင်းလုတ်ကင်ခွင့်ကိုလည်း KIO ကရရှိထားသည်ဟုဒါ EIA က ပြောသည်ဆိုပြီးတော့ဆက်လက်ရှင်းသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဘာပါဘန်လင်းနေဆက်ကိုဖြတ်တန်းသည်တမလန်းနှင့်ဘရောက်ဒဒန်လင်းဖြတ်တန်းကရွှေငွေ8000အမေရိကန်ဒေါ်လာ1250ကျပ်ရှိသည်ဆိုပြီးတော့ဒါဆက်လက်ရှင်းသားထားပါတယ်ခင်ဗျာမြည်သည့်နေရာမှာဖြတ်တန်းတည်ဆောင်လာသည့်ဖြစ်စဉ်မြန်မာနိုင်ငံမှဝင်ရောက်လာသောတင်များသည့်တရုတ်နိုင်ငံသို့တွင်းကုန်အခွန်ဆောင်နေသည်မြတ်တရုတ်နိုင်ငံကကုန်သွယ်ရေးနှင့်ဖြန့်ချိရေးကိုတရားဝင်အဖြစ်သတ်မှတ်ထားသည်ဆိုပြီးတော့ဒါကြေညာထားပါတယ်မှာဒါတော်တော်ကို ဟိုမဖြစ်တဲ့ကိစ္စတရက်လုံးပဲပြောမှာပါခင်ဗျာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အမနောက်တော့ the daily 11မှာပါတဲ့ဒီသတင်းတပုတ်ကိုဖတ်ပြပေးခြင်းပါတယ်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါမြန်မာ expect ကအဲသူတို့ရဲ့ website ကိုပိတ်လိုက်ပြီးတော့ဗောနော်ဒီ Facebook စာမျက်နှာမှာတက်မတော်နဲ့ NLD ကိုအထင်မြင်လွဲမအောင်သူတို့ကပုတ်ချ အဲဒါရေးသားရဲဆိုရဟာကိုသူကခေါင်းစဉ်တဲပြီးတော့အောက်ကတရင်ကိုရေးထားတာပေါ့နော်အာအာနာရှင်လက်ကင်တုပ်ဖြစ်ကြော်ကြပြီးနိုင်ငံရေးသမားများနေဂျာနယ်များကိုတဲ့အပုတ်ချဝါရဖြန့်ချီမှုပြားဖြင့်စင်ဆက်မပြိုက်တိုက်ခိုက်ခဲ့သောမြန်မာအစ်စ်ဘက်ကတဲ့သူတို့ရဲ့ဝက်ဘ်ဆိုက်ကိုပိတ်လိုက်ပြီးတမတော်နေ NLD ကိုအထင်မြင်လွဲမအောင်တဲ့ပုတ်ကိုရေးအပုတ်ချဝါရဖြန့်ချီရေးများဆက်လုပ်လေကြောင်းသိရပါတယ်တဲ့မြန်မာအစ်စ်ဘက်တဲ့ဘလော့ဂါများအတွက် Google ကလှုပ်ဆောင်ပေးထားသော blogger platform ၌ domain ဝယ်ယူပြီးဝက်ဘ်ဆိုက်အသွင်ဖြင့်အပုတ် ဝါဒဖြန့်ချီရေးများကို2021ခုနှစ်နောက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်တဲ့လှုပ်လာတော့2021ခုနှစ်ထဲကပေါ့နော်2003ခုနှစ်ဇန်နဝါရီ28ရက်နေ့ကအာနာရှင်လက်ကင်တဲ့ဝါဒဖြန့်ချီရေးမြန်မာ expect ကို electronic ဆက်သွယ်ရေးဥပဒေပုံမှန်34ကအရအရေးယူဆောင်ရွက်ပေးရန်တာမွေရေစကန်မှာ level media group ကအမှုဖွင့်ခဲ့တယ်တဲ့မြန်မာ expect ပါဝင်ဝါဒဖြန့်ချီရေး Facebook အကောင့်များကိုဖယ်ရှားရလိုအပ်နေပါတယ်တဲ့ဟုတ်ကဲ့နော် ဒါ तू อ่ะဖယ်ရှားခြင်းမပြုပါကနင်းနာမှုများအတွက်ရော်ကြေးရလို့မှုဖြစ် तू อ่ะဟိုဒီဥပဒေအကြံရှိတွေနဲ့ပေါ့เนาะအကြံဉာဏ်တွေကိုယူပြီးတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်တရားရုံးတွင်နဲ့ तू อ่ะဒီ တရားဆွဲဆိုနိုင်ဖို့ပေါ့နော်ဒီ11 media group ကနေနဲ့ရှာပွေနေရတယ်ဆိုတဲ့အကြောင်းကိုသူကရေးသားထားတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒီနေ့သတင်းစာဖတ်တဲ့အစီအစဉ်နောက်ဆုံးအစီအစဉ်လေးကတ်တုန်းအစီအစဉ်လေးဘာလို့ရွေးထားနေဟုတ်ကဲ့ပါမရေးကျွန်တော်ဒီနေ့ကတ်တုန်းအစီအစဉ်ရဲ့နောက်ဆုံးကတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ပိုင်းကပဲခေစားခဲ့တဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒီ line ကားတွေအဲကျွန်တော်တို့ရက်ဆိုင်တာတွေနောက်ပြီးတော့စီကံမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒါတည်ရထားတဲ့ကတ်တုန်းလေးပေါ့ခင်ဗျာဒါဆန်တော်ချင်းနေ့စဉ်သတင်းစာရဲ့စာမျက်နှာ30မှာပါတာပါခင်ဗျာဟုတ်ကဲ့ ီမှာတော့လူနှစ်ယောက်ပေါ့မကြီးဒီတစ်ဖက်ကလူတစ်ယောက်ကတော့ပြောလိုက်တယ်လိုင်းကားတွေပြိုင်မောင်းပူတောင်းပြီးတော့စီးကမဲ့တာတွေများပြီဗျာဆိုပြီးတော့ဒါပြောလိုက်ပါတယ်တစ်ဖက်ကလူကတော့ပြောလိုက်တာပေါ့နော်အဲ့ဒါကြောင့်မထသကိုပြောကြတာဆိုပြီးတော့ပြောပါတယ်သူကဆက်ပြီးတော့ပြောတာတော့မထသင်းနေဗျာမထသကိုမထသင်းဆိုပြီးတော့သူကဟိုတယောထားတာပေါ့ဟုတ်ကဲ့ပါအရှင်ဒီနေ့မှာတော့ဒီဆန်တော်ချင်းဒီနေ့စဉ်ထုတ်သတင်းစာတွေကကာတွန်းအစီအစဉ်နေနဲ့ပဲဒီနေ့သတင်းစာဖတ်ကြားခြင်းအစီအစဉ်ကိုဒီမှာပဲရနာလိုက်ပါတယ်ရှင်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်